တိုင်းပြည်ကိုမငြိမ်မသက်လုပ်နေတဲ့ PDF တွေကိုတက်ပြစ်လို့ပြောလာတဲ့တရုတ်ဆောင်နေအောင်ပဲဖြစ်ပါတယ်။တရုတ်ဆောင်နေအောင်ကတော့ကြံ့ဖို့ပါတီကိုမဲဆွယ်ပေးနေတဲ့တရုတ်ဆောင်နေအောင်တယောက်လည်းဖြစ်ပါတယ်။ရုပ်ရှင်နဲ့တရုတ်ဆောင်အကယ်ဒမီနေအောင်ကတော့သူ့အနေနဲ့စစ်သားသမီးတွေကိုဖြစ်တဲ့အတွက်စစ်သားသမီးတွေကိုယူနီဖောင်းနဲ့မြေုံနဲ့တင်ချစ်ခင်ပြီးကြံ့ဖို့ပါတီကိုစစ်တပ်ကနေလာပြီးဖြစ်တဲ့အတွက်ကြံ့ဖို့ပါတီကိုအခုလိုပဲမဲဆွယ်ပေးနေရတယ်လို့ ထုတ်ဖော်ပြောလာပါတယ်။ပါတီမဲဆွဲတဲ့အခါမှာတော့ကြံ့ဖို့ပါတီကိုမဲပေးဖို့အတွက်ပြောနေရမှာ PDF ဖွဲ့သားများနဲ့အတူတခြားနိုင်ငံသားများကလည်းနေအောင်ကိုမကျင်မနဲ့ဒေါသစိတ်ကြီးအခုရက်ပိုင်းမှာဖြစ်နေကြပါတယ်။ကြံ့ဖို့ကိုမဲမပေးဖို့အတွက်တခြားနေရာတွေကိုပဲမဲပေးဖို့အတွက်တခြားဒေသတွေမှာပြောဆိုနေကြပါတယ်။တရုတ်ဆောင်နေအောင်ပြောတာကတော့ကြံ့ဖို့ပါတီကိုမဲထဲလို့မဲနိုင်သွားခဲ့လို့ရှိရင်မြန်မာနိုင်ငံကြီးကအရင်လိုပဲအေးအေးချမ်းချမ်းငြင်းငြင်းချမ်းချမ်းနဲ့နေသွားရမယ်လို့ တရုတ်ဆောင်နေအောင်ကအခုလိုပဲဂရိပေးစကားပြောလာခဲ့ပါတယ်။တကယ်လို့အခုနေမှာကြံ့ခုတ်ပါတွေကိုမဲမထည့်ဘူးဆိုလို့ရှိရင်အခုလိုပဲနောက်နှစ်တရာတိုင်အောင်ထိအခုလိုပဲစင်စင်ရဲရဲနဲ့စစ်မြေပြင်မှာဒုက္ခဆင်းရဲတွေမိလောင်မှုတွေရည်ကြီးမှုတွေကိုအခုလိုပဲဆက်လက်ပြီးနေထိုင်သွားရမယ်လို့တရုတ်ဆောင်နေအောင်ကအခုလိုပြောကြလာပါတယ်။တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်လုပ်သူမှန်သမျှကိုလည်းအကုန်တက်ပြရမယ်လို့တရုတ်ဆောင်နေအောင်ကအခုလိုပြောကြပါတယ်။ကြံ့ခုတ်ပါတွေအာဏာရလာခဲ့ရင် ိုင်းပြည်တည်ငြိမ်သွားမယ်ဆိုတာကိုလုံးဝသိချပါတယ်လို့အခုလိုပဲထုတ်ပြောလာပါတယ်အခုလိုမျိုးကျန်းဖော့ပါတီရဲ့ဝန်ဆောင်ဝန်ထားကတာကလည်းသူများကိုခိုင်းလို့မဟုတ်ဘူးဒီလိုအသင်းကိုဒီလိုကျန်းဖော့ပါတီကိုချစ်လို့ကိုယ့်ရဲ့ခံယူချက်နဲ့ဝတ်လာပြီးအခုလိုမဲဆွယ်နေရလို့ပြောကြပါတယ်တတ်မတော်မရှိတဲ့နိုင်ငံရှိလားလို့မီးနေတဲ့အချိန်မှာပဲတတ်မတော်ဆိုတာနိုင်ငံတိုင်းမှာရှိပါတယ်စစ်သားဆိုတာလည်းနိုင်ငံတိုင်းမှာရှိရတဲ့အတွက်အခုလိုအကျန်းဖက်တွေလုပ်နေတဲ့လူတွေကိုဒီနေရာမှာပဲရက်ပြီးတော့ကျန်းဖော့ပါတီကိုမဲပေးဖို့အတွက်အခုလိုပဲ မဲဆွယ်ခဲ့ပါတယ်။ရန်ကုန်တိုင်းအတွင်းကျန်းဖို့ပါတီရဲ့မဲဆွယ်စည်းရုံးရေးပွဲတွေကိုဆိုင်းဖို့ဖွင့်ပွဲတွေကိုမကြာခဏဆိုသလိုတယောက်တည်းသွားလိမ့်ရှိပွဲတိုင်းမှာကျန်းဖို့ပါတီဝှစ်စုံကိုအပြည့်အစုံဝှစ်စင်မဲဆွယ်လေးရှိရာကိုလည်းတွေ့ရတဲ့ဖြစ်ကြောင်းကျန်းဖို့ပါတီအတွက်မဲဆွယ်နေတာဖြစ်တယ်လို့တိုးဆောင်နေအောင်ကပြောပါတယ်။ဘသူပါပြောပြောဘသူပဲဆက်ဆက်ဂယုမဆိုင်သလိုလူကြားသူကြားထဲမှာမကြောက်ပဲစင်ပေါ်မှာတယောက်ချင်းတွေ့နိုင်ပြီးချောင်းပြီးလှုပ်ကြံမယ်ဆိုရင်အချောက်သာဖြစ်တယ်လို့တရုတ်ဆောင်နေရာကအခုလိုပဲထပ်မံပြောကြလာပါဗျ။ နေအောင်ဟာမွတ်စလင်တွေရဲ့ဧည့်သည်တွေဖြစ်ပြီးအင်ဂျီယန်ဖြစ်သူအနေနဲ့အဆင်ပြေအောင်နေထိုင်ရမှဖြစ်သလိုအဲဒီလိုမနေရအောင်အဆင်မပြေဘူးလို့ကျန်ဖို့ကပြောနေပါဗျ။ကျန်ခါရေးပါတီတရင်အမြင့်ပြောတာကတော့ရုပ်ရှင်သရုပ်ဆောင်တွေကိုပဲမဲဆွေစည်းရုံးတွေမှာအသုံးပြုနေရရပောင်း60မဲဆွေစည်းရုံးကိုရဲ့အတွက်ငွေကြေးတရရဲ့ပြေးချေတာဖြစ်သလိုသက်ဆိုင်ရာကိုလည်းမြို့နယ်လိုက်သရုပ်ဆောင်မှုပညာရှင်တွေကိုဝိုင်းဝန်းခေါ်ညီပြီးအကူအညီတောင်းလာတဲ့ကျန်ဖို့ပါတီပဲဖြစ်ပါတယ်။